င်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဒေါ်လာရင်းတထွေအလုံးရဲ့စိုးမိုးနေပြီဟာမလေးရှားနိုင်ငံထက်တောင် ကြီးမားနေပြီလာမယ့်အသွင်ကူးပြောင်းရေးအစိုးရတည်းရဲ့လိုအပ်နေမှုကိုလည်းတိုင်းသာဒေါ်လာရင်းတအီအာအိုတွေကသဘောတူညီလက်ခံထားတယ်လို့အန်ဂျီဝင်းကြီးဒေါက်တာဇော်ဝေဆိုကပြောလိုက်ပါတယ် ပကိုးတိုင်းကဇီးကုံမြို့နယ်မှာ PDF တွေကိုဂယုမဆိုင်ဘူးဆိုပြီးပစ္စတိုတနက်ခါကြထိုးပြီးတော့သွားလာနေတယ်အချက်ပဲစစ်ကောင်စီလက်အောက်ခံလက်နက်ကင်ပစ္စတိဘာတန်းဆိုသူကို PDF ရဲဘော်တွေကပဲပြစ်ခတ်ရှင်းနေလိုက်ရမှာ အပွဲချင်းပြီးကိုသိသွားပြီဆိုတဲ့သတင်းပါဝေးနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာတော်လိုင်းတက်တွေအားလုံးရဲ့စုမှုနေမြေဟာ မလေးရှားနိုင်ငံထက်တောင်ကြီးမားနေပြီးလာမယ့်အသွင်ကူပြောင်းရေးအစိုးရတရလိုအပ်နေမှုကိုလည်းတိုင်းသာတော်လိုင်းရေးတပ် ERU တွေကသဘောတူညီလက်ခံထားတယ်လို့ MG ဝန်ကြီးဒေါက်တာဇော်ဝေဆိုက ပြောလိုက်ပါတယ်။တဘာမဂါရီယန်ရဲ့ဝါရင်သတင်းတော်ဦးခမောင်ဇိုးနဲ့တွေ့ဆုံမေးမြန်းကမ်းမှာ MG ဝန်ကြီးဒေါက်တာဇော်ဝေဆိုကပြောလိုက်တာပါ။အဓိကပြောသွားတာကတော့လက်ရှိမလေးရှားနိုင်ငံရဲ့ area student ဟာမြန်မာနိုင်ငံထက်နှစ်ဆသေးငယ်တဲ့အတွက်အခုလက်တလောမြန်မာနိုင်ငံမှာတော်လှန်ရေးတပ်တွေအားလုံးရဲ့စိုးမိုးနေမိဟာ မလေးရှားနိုင်ငံထက်တောင်ကြီးမားနေတဲ့အခြေအနေထိရောက်နေပြီဖြစ်တယ်လို့ NGO ဝန်ကြီးဒေါက်တာဇော်ဝေစိုးကရှင်းပြသွားတယ်လို့သူကိုယ်တိုင်ပြပကနေပြန်လာပြီးဒေါ်လာရင်းတက်တွေရဲ့စုံမှုနယ်မြေတွေကိုမြေပြင်မှာပွားနိုင်လာနိုင်တာတွေကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့တဲ့အခါဒီမြေဒီရေဒီဒေတာတွေကို ငါတို့တော်လန်ကြီးတက်တွေပိုင်းဆိုးနိုင်နေပါလားဆိုတဲ့ခန်းစားချက်ကိုလည်းအပြည့်အဝခန်းစားရတယ်လို့ဒေါက်တာဇော်ဝေဆိုးကပြောထားပါတယ်။ဒါပြင်လက်ရှိမှာလည်းတော်လန်ကြီးတက်တွေစုံမထားတဲ့နေမျိုးတွေကိုအခြေခံပြီးမြန်မာနိုင်ငံမှာအသွင်ကူးပြောင်းရေးအစိုးရတည်းရဲ့ဖွဲ့စည်းဖို့လိုအပ်နေပြီဆိုတဲ့သဘောထားကိုတိုင်းသာတော်လန်ကြီးလက်နက်ကိုင်ဖွဲ့စည်း ERO တွေကနားလေလက်ခံသဘောတူထားပြီးဖြစ်တယ်လို့အဲ့ဒီအစိမ့်ကိုတက်လန်းဖို့စစ်ရေးနဲ့နိုင်ငံရေးနောက်တစ်ဆင့်ထပ်တက်ဖို့အတွက်အားလုံးအတူတကွစူးစမ်းနေပါတယ်လို့လည်း NGO ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ပကိုးတိုင်းကဇီးကုံမြို့နယ်မှာ PDF တွေကိုဂယုမဆိုင်ဘူးဆိုပြီးပစ္စတိုတနက်ခါကြထိုးပြီးတော့တွာလာနေတယ်အချက်ဖက်စက်ကောက်စီလက်အောက်ခံလက်နက်ကင်ပြစောတီဘာတန်ဆိုသူကို PDF ရက်ဘော်ဒီကပဲပြစ်ခတ်ရှင်းလင်းလိုက်ရမှာပွဲချင်းပြီးကိုသိသွားပြီလို့တရားဝီခံ PDF တရင်တိတာဝန်ရှိသူတူကရန်ကုန်ခစ်တစ်ကိုပြောပါတယ်ဒါကတော့ဇော်လ20ရက်နေ့ကပဲပကိုးတိုင်းကဇီးကုံမြို့နယ်မှာ ပီဒက်တွေကိုဂယုမဆိုင်ဘူးဆိုပြီးပစ္စတိုတနက်ခါးကြားထိုးပြီးတော့သွာလာနေတယ်။အကြပစက်ကောင်းစီလက်အောက်ခံရွှေဖလားဂျေးရွာနေလက်နက်ကန်ပစ္စတိဘာတန်ဆိုသူကိုတယောက်ရီခံပီဒက်တရင်တည့်ရတခွနှစ်ရဲဘော်တွေကသူ့ရဲ့နေအိမ်မှာပဲတွားရောက်ပြစ်ခတ်ရှင်းလင်းလိုက်ရမှာနေရာမှာတင်ပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီရွှေဖလားဂျေးရွာနေလက်နက်ကန်ပစ္စတိဘာတန်ဆိုသူဟာပြည်သူတွေကိုစစ်တပ်အားကိုးနဲ့တချိန်လုံးလိုက်လံဖိနှိပ်ချိန်ချောက်နေသူဖြစ်တဲ့အပြင်စစ်မှုထမ်းတပ်သားတွေစုဆောင်းဓာတ်တွေနဲ့စစ်မှုထမ်းကြီးဆိုပြီးတော့လဲ ပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရန်နေုံနေမှာကစစ်တပ်ကခွင့်ပြုပေးထားတဲ့ပစ္စတိုလ်တနက်ကိုခါကြားထိုးပြီးတော့ဘယ် PDF ကိုမှဂယုမဆိုင်ဘူးဆိုပြီးတော့ကြွေးကြော်ထားတဲ့သူဖြစ်တယ်လို့သူစိန်ခေါ်ထားတဲ့ PDF လက်ချက်နဲ့ပဲအခုတော့သေပြီလို့တရားဝီခိုင် PDF တရင်တည့်ရတာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျတပတ်မှာတော့ ပကိုးတိုင်းကဖြူးမြို့မှာရက်ွက်အုပ်ချုပ်ရေးမှုနဲ့မတည့်လို့စစ်မှုတန်းအဖြစ်သွတ်သွင်းခံရတဲ့တသားတဲ့ထက်မြက်ဝင်းဆိုသူဟာအောင်စရစစ်ကြောင်းကနေ KNL တက်စီမှာအလင်းဝင်ရောက်လာပြီးအလင်းမဝင်မီအချက်ဖက်စကောက်စီတက်ရဲ့အရာရှိကအဲ့ဒီတသားတဲ့ကိုနားကနေသွေးကြတဲ့အထိရိုက်နှက်တာကိုခံခဲ့ရတယ်လို့လေ KNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဖြစ်စဉ်ကတော့ပကိုးတိုင်းကဖြူးမြို့နယ်မှာရက်ွက်အုပ်ချုပ်ရေးမှုနဲ့မတည့်လို့စစ်မှုတန်းအဖြစ်သွတ်သွင်းခံရတဲ့ တသားတစ်ထက်မြက်ဝင်ဆိုတဲ့သူဟာရှေ့တန်းကအောင်စည်းရစစ်ကြောင်းကိုအပုတ်ခံရတဲ့အချိန်ကန်ဒလီပူပေါင်းတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတဲ့ဆိုပါလေအဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုနဲ့တသားတစ်မောင်ထက်မြက်ဝင်ဆိုသူကိုတော်လိုင်းတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားစောင့်ရှောက်ပေးထားပြီးအဲ့ဒီတသားတစ်ဟာ သူ့ကိုစစ်တပ်အရာရှိတွေကတက်ထဲမှာကြီးနိုင်ငယ်ညှင်းလှုပ်ပြီးတော့ရိုက်နှက်နှိပ်စက်ခံရတဲ့အကြောင်းတွေနဲ့စစ်တပ်အရာရှိကိုတိုင်ကသူ့ကိုနားထဲကနေသွေးတွေကျတဲ့အထိရိုက်နှက်တာကိုခံခဲ့ရတဲ့အကြောင်းကိုလည်းကန်ဂရက်ရှင်တပ်သားတစ်ကိုတိုင်ထုတ်ပေါ်ပြောဆိုထားတယ်လို့ KNL ကထုတ်ပြန်ထားပါတယ်။လက်ရှိစစ်ကောင်စီရဲ့အဲ့ဒီနိုင်ငံတော်အဆင့်အောင်စေရစစ်ကြောင်းဟာမြရီမြို့ကိုပြန်လည်သိမ်းပိုက်မယ်ဆိုပြီးပြီးခဲ့တဲ့နှစ်ကတည်းကဒုတိယအကြံဖတ်စစ်ကောင်ဆောင်စိုးဝင်ဦးစီးပြီးဖွဲ့စည်းထားတဲ့စစ်ကြောင်းဖြစ်တယ်လို့ အဲ့ဒီစစ်ကြောင်းဟာနာရီပိုင်းလောက်သာတွားရတဲ့ကရင်ပြည်နယ်ကမြောက်ရီမြို့ကိုအခုလက်ရှိတနည်းဝင်းကျင်ကြတဲ့အထိကိုမရောက်နိုင်သေးပဲတော်လိုင်းတပ်တွေရဲ့တက်ခိုက်ချေမှုန့်မှုတွေကြားမှသာတည်တဲ့သူတွေလက်နက်ချတဲ့သူတွေနဲ့စစ်တပ်ရဲ့အောင်စရာစစ်စင်ရေးဟာမရှုမလရှုံးနေနေတယ်လို့ကရင်ယူတရင်ရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျ ဖက်မှာတော့မကွေးတိုင်းကရင်းနှံချောင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လိုင်းပူပေါင်းတပ်တွေကစစ်ကြောင်းတလျှောက်လိုက်လံတိုက်ခိုက်ချေမှုန်းနေရမှာစစ်ကောင်စီတပ်သား15ဦးဝင်ကျင်ကတော့အတိအသီးတိတ်ကုန်ကြပြီးဖြစ်တယ်လို့ဒဏ်ရာရတဲ့သူတွေလည်းများနေပြီစစ်တပ်ဘက်ကတော်တော်ကိုအထိနာနေတယ်လို့ရင်းနှံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဇွန်လအစပိုင်းကစပြီး အကြံဖက်စကောင်စီတက်ရဲ့တက်မှ88ကစစ်သားတွေအပါဝင်စစ်ကောင်စီတက်စစ်ကြောင်းဟာပြူစောထီးတွေနဲ့အတူပေါင်းပြီးတော့ရေနံကြောင်းမြို့နယ်အတွင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေကိုဒေါ်လိုင်းပူပေါင်းတပ်တွေကဇွန်လ16ရက်နေ့အထိလမ်းတစ်လျှောက်လိုက်လံတိုက်ခိုက်ချေမှုန်းနေရမှာ စစ်ကောင်စီတပ်သား15ဦးဝင်ကျင်ကတော့အသီးသီးတိတ်ကုန်ကြပြီဖြစ်တယ်လို့ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများထားပြီးအဲ့ဒီစစ်တပ်စစ်ကြောင်းဟာ တော်တော်လေးကိုအထိနာနေတယ်လို့ရင်းနှံကြောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းမင်းလာမြို့နယ်ကတိုက်ပွဲတွေမှာအချက်ဖက်စကောင်စီတပ်ကအရရှိအကြီးပိုင်းတွေပါအတိအသင့်တိုက်ကုန်ကြတဲ့အတွက်စစ်တပ်ကမြို့နယ်အတွင်းအလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြန်တယ်လို့ဘူတထောင်ဂျေးရွာကိုပါဝင်ရောက်မိရှုဖြက်စီးနေပြန်တယ်လို့ဒေသခံပြည်သူတွေနဲ့သတင်းရင်းမြစ်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ အဲ့ဒီမင်းလာမြို့နယ်မှာဇွန်လ16ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတဲ့စစ်ကောင်စီဘက်ကဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းဗိုလ်မှူးဖြိုးမင်းဦးဗိုလ်မှူးရန်နိုင်အောင်နဲ့တာယော်ရီခိုင်ဒုတိယရဲမှူးကြီးစိုးခိုင်တို့အပါအဝင်စစ်ကောင်စီတပ်သားအယောက်20ထက်မနည်းဟာအသီးသီးတိတ်ကုန်းကြပြီးတဲ့နောက်စစ်တပ်ကဇွန်လ16ရက်နေ့ကစပြီးအဲ့ဒီမြို့နယ်တဲမှာအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေလာလုနေပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့ဇွန်လ23ရက်နေ့မှာမင်းလာမြို့နယ်ဘုဒ္ဓထောင်ကျေးရွာကိုဝင်ရောက်လာပြီးပြည်သူပိုင်းနေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့ပြည်သူတွေကတော့စစ်ကြောင်းလာကလေးကဘေးလွတ်ရာကိုတန်းရှောင်နေကြရတယ်လို့ဒေသခံပြည်သူတွေနဲ့တရင်ရင်မြင့်တွေကပြောထားကြပါလိမ့်ခင်ဗျတဖက်မှာလေ မင်္ဂလီတိုင်းစင်ကူးမြို့နယ်မှာရှိတဲ့မေတ္တာနန္ဒစေယုံကိုဇွန်လအကုန်တီအပြည့်ရဲ့ကြီးညာထားတဲ့အချက်ဖတ်စစ်ကောက်စီတပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်မိဖွားပီးစာကလေးမိခင်တို့ဦးသေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူ၁၂ဦးကဒဏ်ရာရထားသလိုစေယုံတပ်ဖွဲ့မိရဲ့အဆောင်အပါဝင်အဆောက်အုံ၃လုံးနဲ့ပျက်စီးထားတယ်လို့စင်ကူးမြို့နယ်ပကပတာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ၂၂ရက်နေ့ဖြစ်တဲ့မနေ့ကညာပိုင်းမှာပဲ စင်ကူးမြို့နယ်မှာရှိတဲ့ယသပြည်သူတွေဒါစေဝါကုသနေတဲ့မြစ်တာနန္ဒစေယုံကိုဇွန်လအကုန်တီအပြစ်ရဲ့ကြီးညာထားတဲ့အကြံဖတ်စစ်ကောင်စီတပ်ကပဲလေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတက်ရဲ့လေချောင်းတက်ခိုက်မှုကြောင့်စေယုံမှာရှိတဲ့မီးဖွားပီဇာကလေးမီကင်တူသိဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူ၁၂ဦးကဒဏ်ရာတွေရထားသလိုစေယုံတပ်ဖွဲ့မီးရဲ့အဆောင်ပါဝင်အဆောက်အုံ၃လုံးလည်းပျက်စီးထားပြန်တယ်လို့စင်ကူးမြို့နယ်ပကပတာဝန်ခံကပြောထားပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ